ကျွန်တော်တို့27 audio channel ကိုနားဆင်နေတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဘူမိစာလာတုံမှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ငလင်လှုပ်ခြင်းအကြောင်းတရား၈မျိုးအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်တခါကမြတ်စွာဘုရားကဝေသာလိပြည်မဟာဝုန်တော်မှာရှိတဲ့ပြတ်သက်ဆောင်ပေါက်တဲ့အကြောင်းပါတရင်တုံနေတော်မူပါတယ်ဒီခါမြတ်စွာဘုရားကမနက်ပိုင်းမှာသင်္ကန်းကိုပြင်ဝတ်တပိတ်သင်္ကန်းတို့ကိုယူပြီးတော့ဝေသာလိပြည်ကိုဆုံးငံကြွတော်မူပါတယ် အဲဆုံးကကပြန်လာပြီးဆုံးစားပြီးတဲ့နောက်ပါ အရှင်အနန္ဒာကိုခေါ်လို့ရှင်အနန္ဒာထိုင်စရာအခင်းကိုယူခဲ့လို့စာပါလစီဒီကိုတွားကြကုန်စို့လို့အရှင်အနန္ဒာကိုမိတ်တော်မူပါတယ်။ဒီကအရှင်အနန္ဒာကလည်းကောင်းပါပြီဘုရားဟုဝန်ခံပြီးတော့ထိုင်စရာအခင်းကိုယူမြတ်စွာဘုရားရဲ့နောက်ကနေပြီးတော့လိုက်ခဲ့ပါတယ်။ဒီကမြတ်စွာဘုရားကစာပါလစီဒီကိုရောက်ပြီးတော့ခင်းထားသောနေရာမှာထိုင်တော်မူပါတယ်။အရှင်အနန္ဒာကလည်းမြတ်စွာဘုရားကိုရှ िख ိုးပြီးတော့တနေရာမှာထိုင်တော်မူပါတယ်။ ဒီခါအရှင်အာနန္ဒာကိုမြတ်စွာဘုရားကအာနန္ဒာဝေဒာလီပြည်ကမွေးလျောပွဲရာကောင်းပါလေ။ဒါ့အပြင်ဥဒိနစေတီဂေါတမကစေတီဘဟုပုတ္တကစေတီတတ္တပစေတီတာရန္ဒစေတီစာပါလစေတီတို့ကလည်းမွေးလျောပွဲရာကောင်းပါလေ။အာနန္ဒာတစုံတရာသောသူကအဋ္ဌိဘက်၄ပါးကို ပွားများထားတယ်၊လေ့ကျင့်ထားတယ်၊စောင့်တည်ထားတယ်၊စီးပူးထားတယ်၊ကောင်းစွာအားထုတ်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်က အာယုပတ်ကိုအာယုပတ်တစ်ခုလုံးဖြစ်စေအာယုကတ်ထလွန်၍ဖြစ်စေနေနိုင်တယ်အာနနာမြတ်စွာဘုရားဒီကအဋ္ဌိဘက်လေးကောင်ကိုပွားများထားပြီးဖြစ်တယ်လေ့ကျင့်ထားပြီးသားလည်းဖြစ်တယ်စောက်တီထားပြီးစီဘူးထားပြီးကောင်းစွာအားထုတ်ထားပြီးသူလည်းဖြစ်ပါတယ်အာနနာဒါကြောင့်မြတ်စွာဘုရားသည်အလိုရှိခင်အာယုကပ်လုံးဖြစ်စေအာယုကတ်ထလွန်၍ဖြစ်စေတည်နေတော်မူနိုင်တယ်လို့မိန့်တော်မူပါတယ် မြတ်စွာဘုရားကဒီလိုထင်ရှားတဲ့နမိတ်အယောင်ကိုပြပေတဲ့အရှင်အာနန္ဒာကတော့သဘောပေါက်ခြင်းမရှိပါဘူး။ဒါကြောင့်အရှင်အာနန္ဒာကအရှင်ဘုရားလူများရဲ့စီးပွားချမ်းသာလို့ငါလက်လူလို့ဤအကျိုးစီးပွားနဲ့ချမ်းသာလို့ငါလောကကိုစောင့်ရှောက်ရန်ဖုံးတော်ကြီးသောမြတ်စွာဘုရားသည်အာယုကပ်ပလုံးတည်တော်မူပါကောင်းသောစကားကိုဆိုတော်မူရသောမြတ်စွာဘုရားသည်အာယုကပ်ထက်လွန်၍တည်တော်မူပါလို့မြတ်စွာဘုရားကိုမတောင်းပန်မိလိုက်ပါဘူး။ မာနနှောက်ရက်ခံထားတဲ့လူလို့ကြောင်အန်းအန်းကြီးဖြစ်နေပါတယ်။အဲဒီအခါမြတ်စွာဘုရားကနှစ်ကြိမ်မြောက်လဲသုံးကြိမ်မြောက်လဲရှင်အနန္ဒာကိုမိန့်ပါတယ်။အာနန္ဒာဝေဒာလီပီကမွေးလျော်ဘွယ်အကောင်းနဲ့ဥဒိနာဇေဒီဂေါဓမကဇေဒီဘဟုပုတ္တကဇေဒီတတဘဇေဒီတာရန္ဒဇေဒီစာပါလဇေဒီတို့ကလည်းမွေးလျော်ဘွယ်အကောင်းမိတယ်။အာနန္ဒာတစုံတရာသောသူကအဋ္ဌိဘ၄ပါးကိုပွားများထားတယ် လေ့ကျင့်ထားတယ်စောက်တည်ထားတယ်စီးပူးထားတယ်ကောင်းစွာ အားထုတ်ထားတဲ့သူတွေကအာယုကပလုံဖြစ်စေအာယုကထက်လွန်၍ဖြစ်စေနေနိုင်တယ်လို့မိန့်တော်မူပြန်ပါတယ်ဒါပေမဲ့အရှင်အာနန္ဒာကတော့စကားတုံ့ပြန်ခြင်းမရှိဘဲကြောင်အန်းကြီးဖြစ်နေပါတယ်ဒီကမြတ်စွာဘုရားကအာနန္ဒာတင်သွားပါလို့အခုခါသွားဖို့အချိန်ကိုတင်သိတင်ပြီလို့အရှင်အာနန္ဒာကိုမိန့်တော်မူပါတယ်ဒီခါအရှင်အာနန္ဒာကလည်းကောင်းပါပြီအရှင်ဘုရားလို့ဆိုပြီးတော့ နေရာကထမြတ်စွာဘုရားကိုရှစ်ခိုးအယူသေးပြုပြီးမနီးမွေးသောတစ်ပင်တစ်ခုမှာတွားပြီးထိုင်နေတော်မူပါတယ်။ဒီလိုအရှင်သန်အာနန္ဒာတွားပြီးမကြခင်မှာပဲရုပ်မာတဲ့မဏ္ဍကမြတ်စွာဘုရားကို လာရောက်ပြီးတော့ရှောက်ထားပါတယ်။အရှင်ဘုရားဖုံးတော်ကြီးသောမြတ်စွာဘုရားသည် အခုအခါပြိဋိဘံပြုတော်မူပါတော့ကောင်းသောစကားကိုဆိုတော်မူရသောမြတ်စွာဘုရားပြိဋိဘံပြုပါတော့ပြိဋိဘံပြုအချိန်တန်ပါပြီလို့လာရောက်ရှောက်ထားတယ်။အရှင်ဘုရားမြတ်စွာဘုရားသည်ဒီစကားကိုမိန့်တော်မူပါတယ်။ မာနက်ငါရဲ့တပြည့်ယဟန်တို့သည်အကျဉ်များလောက်သောကာလပတ်လုံးတက်သည့်လိန်မှာနားလည်မှုမရှိကြသည်ကောင်းစွာ ဆုံးမပြီးမဖြစ်ကြသည်မရေရင်ကြသည်ယောဂ၄ပါးတို့ဖြင့်ဘေးမရှိရာနိဗ္ဗာန်ကို မရောက်ကြသည်အကြအမြင်မရကြသည်တရားတော်ကို မဆောင်နိုင်ကြသည် လောကုတ်တရားတရားနှင့်လျော်သောတရားကိုမကျင့်နိုင်ကြသည်မိမိတို့ရဲ့ဆရာအယူဝါဒကိုတင်ယူမပြောမဟောနိုင်ကြသည် သူတစ်ပါးဝါဒကိုလည်းအကြောင်းမှန်ကန်စွာကောင်းစွာဖြည့်ရှင်းနှိမ်နှင်းအံ့ဖွယ်ရှိသောတရားကိုမဟောပြောပြနိုင်သည်။ကာလပတ်လုံးငါသည်ပြိဋိဘံပြုတော်မူလိမ့်မဟုတ်ဟုမိန့်တော်မူပါれ။ရှင်ဘုရားအခုခါမြတ်စွာဘုရား၏တပည့်ယဟန်ဒီကတော့တက်သည့်လိမ္မာလည်းရှိကြပါပြီ။ကောင်းစွာဆုံးမပြီလည်းဖြစ်ကြပါပြီ။ရဲရင်ကြပါပြီ။ယောဂါ၄ပါးနှင့်ဘေးမရှိရာနိဗ္ဗာန်ကိုလည်းရောက်ကြပါပြီ။အကြအမြင်လည်းရှိကြပါပြီ။တရားတော်ကိုလည်းစောင့်နိုင်ကြပါပြီ။ တရားနှင့်လျော်စွာလဲချိန်နိုင်ကြပါပြီ။ဆရာဝါဒကိုလဲတင်ယူဟောနိုင်ပြောနိုင်ကြပါပြီ။ပေါ်ပေါက်လာတော့သူတစ်ပါးရဲ့ဝါဒကိုလဲအကြောင်းမှန်ကန်စွာ ကောင်းစွာနှိမ်နှင်းအံ့ဖွယ်သောတရားကိုလဲဟောပြနိုင်ကြပါပြီ။ရှင်ဘုရားဖုံးတော်ကြည်တော်မြတ်စွာဘုရားသည်အခုအခါပြိဋိဘံပြုတော်မူပါလော့။ကောင်းသောစကားကိုဆိုတော်မူသောမြတ်စွာဘုရားသည်ပြိဋိဘံပြုပါလော့ပြိဋိဘံပြုကိုအချိန်တန်ပါပြီဒီလိုမာနက်ကရှောက်ထားပါတယ်ဒီကားမြတ်စွာဘုရားကရုပ်မာသောမာနက် ်သင်မကြောက်ကြနဲ့မြတ်စွာဘုရားသည်ပြိမိိ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 ိအသက်ရှိရင်ပြုပြင်တော်မူတဲ့အာရုသင်္ခါရကိုဆွံ့လွတ်တော်မူပါれ။မြတ်စွာဘုရားအသက်ရှိရင်ပြုပြင်တဲ့အာရုသင်္ခါရကိုဆွံ့လွတ်တော်မူတာနဲ့တကယ်နဲ့ချက်သီးမှုခြင်းတွေထပ ကြောက်မဲ့ဖွဲရအကြီးအကျယ်မြင်းငင်းတုံလို့ချင်းဖြစ်တော်မူတယ်။တော်လဲတန်လဲတချိန်ချင်းမြည်ဟီးကုန်တယ်။ဒီကမြတ်စွာဘုရားသည်ဒီအကြောင်းကိုသိတော်မူပြီးဒီအခိုက်မှာဥဒန်းစကားကိုကျူးရင်တော်မူတယ်။မြတ်စွာဘုရားသည်အတုမဲ့နိဗ္ဗာန်နှင့်အဖန်ဖန်ဖြစ်မှုဘဝကိုနှိုင်းချေလျက်ဘဝဖြစ်ရန်ပြုပြင်တတ်သောကံကိုစွန့်ပယ်ခဲ့လေပြီ။ဣဇဒတရား၌မွေလျော်ကကောင်းစွာတည်ကြည်သော စိတ်ရှိသည်ဖြစ်၍ချက်ဝတ်နှင့်တူသော မိမိတရံ၌ရှိတဲ့ကိလေသာကွန်ရက်ကိုလည်းဖျက်ဆီးခဲ့လိမ့်မည်လို့ကျူးရင်တော်မူပါတယ်။ဒီကားအရှင်အနန္ဒာကဤသို့သောအကြံဖြစ်တဲ့အံ့ဖွယ်ရှိပါစွာမဖြစ်စဘူးစက်သီးမွေးခြင်းထလောက်တဲ့ကြောက်မဖွယ်ကောင်းတဲ့မြင်းငင်းလှုပ်ခြင်းကလည်းဖြစ်တယ်။တော်လဲတန်ကလည်းတချိန်ချင်းမြည်ဟီးသွားတယ်။ဘာကြောင့်ဖြစ်ပါလဲလို့မြတ်စွာဘုရားကမေးလျှောက်ဖို့အကြံဖြစ်ပါတယ်။ဒါနဲ့မြတ်စွာဘုရားထံကိုချင်းကပ်ပြီးတော့အံ့ဖွယ်ရှိပါစွာရှင်ဘုရားမဖြစ်စဘူး ငလင်အကြီးကျယ်လှုပ်တသီးမှုချင်းထလောက်တဲ့နတ်စီတန်ကြီးကလည်းတချင်းချင်းမြည်ဟီးသွားပါတယ်ဖုရားအကြီးကျယ်မြင်းငင်းလှုပ်ချင်းရဲ့အကြောင်းကဘာကြောင့်ပါလဲဘာကြောင့်ဖြစ်ပါတယ်လို့ရှောက်ထားတော်မူပါတယ်အရှင်အနန္ဒာအကြီးကျယ်မြင်းငင်းလှုပ်ချင်းအထောက်ပံ့သည်ဤသို့ရှင်မျိုးရှိပါတယ်ဆိုပြီးတော့မြင်းငင်းလှုပ်ရခြင်းအကြောင်း၈ပါးကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့တော်ပါတယ်မြင်းငင်းလှုပ်ရခြင်းအကြောင်း၈မျိုးကတော့ အာနန္ဒာဤမဟာပဒဝီမြေကြီးကရေ၌တည်ပါတယ်ရေကလည်းလေမှာတည်ပါတယ်လေကလည်းကောင်းကင်မှာတည်ပါတယ်အာနန္ဒာပြင်းစွာတိုက်တဲ့လေကရေကိုလှုပ်စေတယ်ရေကိုလှုပ်ရင်မြေကိုလည်းလှုပ်စေပါတယ်ဒါကတော့အကြီးအကျယ်မြေငရေလှုပ်ခြင်းရဲ့ပထမဆုံးအကြောင်းရင်းဖြစ်ပါတယ်အာနန္ဒာဒုတိယတစ်မျိုးကတော့တကူးနှင့်ပြည့်စုံတဲ့အဘိညာဉ်စိတ်၌လေလာနေသောတာမဏတိ၎င်း ြမ္မဏသည်၎င်းကြီးသောတကောအာနုဘောရှိသောနတ်သည်၎င်းအာနေသောမြေကတိုင်းအာကြီးသောရေကတိုင်းတို့ကိုပွားများပြီးမြေကြီးကိုလှုပ်စေနိုင်တယ်တုံလှုပ်စေနိုင်တယ်ပြင်းစွာလှုပ်စေနိုင်တယ်တော်တော်ခါလှုပ်စေနိုင်တယ်ဒါကတော့မြင်းငရင်လှုပ်ချင်းရဲ့ဒုတိယအကြောင်းရင်းဖြစ်ပါတယ်တတိယအချက်ကတော့မြင်းစီမှာဘဝိကဖရာလောင်းတို့ပြိတ္တိနေတဲ့အခါမှာလဲငလျင်လှုပ်တော်မူပါတယ် စတုဒ္ဓချက်ကတော့မြတ်စွာဘုရားဖွားမြင်တော်မူတဲ့အခါမှာလဲမြင်းငရင်ကြီးစွာလှုပ်ပါတယ်။နံပါတ်5ချက်ကတော့သဗ္ဗညုဘုရားရှင်အဖြစ်ကိုရောက်တော်မူတဲ့အခါမှာလဲမြင်းငရင်လှုပ်တော်မူပါတယ်။နံပါတ်6ကဓမ္မဆက်ကပဝိထနာတုတ်တန်းလို့ခေါ်တဲ့ဓမ္မဆက်ကြာတရားဦးဟောတော်မူတဲ့အခါမှာလဲမြင်းငရင်လှုပ်တော်မူပါတယ်။နံပါတ်9ချက်ကတော့မြတ်စွာဘုရားအာယုသင်္ခါရလွတ်တော်မူတဲ့အခါမှာလဲမြင်းငရင်လှုပ်ပါတယ်။ မြင်းကြီးလှုပ်ရတဲ့နောက်ဆုံးအချက်နံပါတ်၈အချက်ကတော့မြတ်စွာဘုရားခန္ဓာနံယုတ်အကျွေးမရှိသောငြိမ်းငြိမ်းခြင်းသဘော အနုပါတိဒေနနိဗ္ဗာန်တတဲ့ပြိဋိဘံဝင်းဆန်းတော်မူတဲ့အခါမြင်းကြီးလှုပ်ပါတယ်တုံလှုပ်ပါတယ်ပြင်းစွာလှုပ်ပါတယ်တော်တော်ခါတုံလှုပ်ပါတယ်ဒါကတော့မြင်းကြီးအကြီးအကျယ်လှုပ်ရခြင်းရဲ့နောက်ဆုံးအချက် ဖြစ်ပါတယ်အခုဖော်ပြခဲ့တဲ့အချက်၈ချက်ထဲမှာတချို့သောအချက်တွေကတော့တိတာယုံအများတိတာစီယုံ လှုပ်ပြတဲ့သဘောမျိုးဖြစ်ပါတယ်လူအန်တွေရဲ့အသက်အန်တွေရဲ့ထိခိုက်ခြင်းမရှိပါဘူးတဘာဝဘီးရင်တဲ့အကြောင်းဖြစ်တဲ့ငြင်းငြင်းလှုပ်ခြင်းကတော့အကြီးအကျယ်အန်တွေဖြစ်စေနိုင်ပြီးအသေးပြောက်လည်းများစေနိုင်ပါတယ်ဒါကတော့ဘူမိဆာလတုံမှာမြတ်စွာဘုရားအရှင်အာနန္ဒာကို ဟောကြားတော်မူခဲ့တဲ့ငလင်းလှုပ်ခြင်းအကြောင်း၈ခုကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ